ဒီကနေ့3ရက်7လ2025ခုနှစ်ညနေခြင်းစိင်္ဂကာလသမယမှာဓမ္မအောင်မြင်စာသင်တိုက်တိုက်ဝါစုဝါကတ်တော်မူကြကုန်သောတန်ခါတော်အရှင်မြတ်တို့တွင်စုပေါင်းဝါစုသင်္ကသကလူတန်းချင်းမင်္ဂလာခန္ဓာ၌ဒီကနေ့ဟောနာခြင်းညို့ကြမဲ့တရားက7မိနစ်ခန့်25မိနစ်လောက်ဒါလေးနိုင်မှသားကြမယ် အဲ့တော့ဒါနနဲ့စစ်ပွဲလို့ဒီလိုမှတ်လိုက်ပါတဲ့ဘယ်လိုမှတ်မလဲဒါနနဲ့စစ်ပွဲပါခင်ဗျဒါနနဲ့စစ်ပွဲတဲ့နော်အဲ့ဒါတရားဓမ္မဒေသနာတော်ဒီကနေ့နာယူကြမယ်တဲ့ဒါနင်းစယုတ်တင်စသမာနမာဟု ဒါနေသာစွန်ကျက်ပိကလူဓာချက်ဒီ၎င်းယုတ်တင်သာစစ်တိုင်ရှင်ဒီ၎င်းတမနာတုညအိဟု၍အာဟုဆိုကြလေကုန်၏တဲ့ဒါနနဲ့စစ်တိုင်တာတူတယ်တဲ့အဲ့တော့ဒါနနဲ့စစ်တိုင်တာဘလို့တူတာလဲဆိုတဲ့ခါကျတော့ဒါနပြုဖို့ဆိုတာကမလွယ်ဘူးတဲ့စစ်ပွဲအောင်ဖို့ဆိုတာလည်းပဲမလွယ်ဘူးတဲ့ ဒါနာပြုဖို့ဆိုတဲ့အခါကျတော့မိမိမရှိနေတဲ့ငွေကြီးကိုလှူဒါန်လိုက်မယ်ဆိုရင် စားဖို့အတွက်ခက်ခဲတယ်များဖြစ်နေမလားဝတ်ဖို့အတွက်ခက်ခဲတယ်ဖြစ်နေမလားဇီဝတ္တစားအတွက်ခက်ခဲတယ်ဖြစ်နေမလားဆိုပြီးတဲ့အခါကျတော့လှူဖို့ရတဲ့မလွယ်ဘူးတဲ့တွန်းဆုံတွန်းဆုံဒီလိုဖြစ်တာစစ်တိုက်တဲ့အခါမှာလည်းပဲ စစ်ပွဲအောင်မြင်ဖို့အတွက်ဆိုလို့ချင်းတော့ပြင်အသက်နဲ့ခန္ဓာကိုယ်ပေးစမ်းမှသာလျှင်တိုက်ပွဲကအောင်မြင်မယ်တဲ့စစ်တိုက်တဲ့အခါကျတော့လေအသက်နဲ့ခန္ဓာကိုယ်မငဲ့ပွက်မှတိုက်ပွဲကအောင်မြင်တာတဲ့အသက်နဲ့ခန္ဓာငဲ့ပွက်မယ်ဆိုလို့ချင်းတိုက်ပွဲအောင်မှမလားမအောင်မှုတဲ့အဲ့ဒီဥပမာတိုင်းပဲဒါနကလည်းပဲနှစ်မျောတွန့်နေတယ်ဆိုလို့ချင်းဒါနဆိုတဲ့တိုက်ပွဲအောင်ပါမလား ေနမြတ်တွန်းတွန်းနေမဲ့ဆိုလို့ချင်းတော့ဖြင့်ဒါနဆိုတဲ့တိုင်ပွဲကမအောင်မြင်နိုင်ဘူးတဲ့ဒါကြောင့်မလို့ဒါနိစ္စယုတ်တိစ္စသမာနာမဟုအပ္ပပိတန္တဘုကေစိနာတိအပ္ပံပိစိတတ္တဟနောတရာတိတဲ့အေးတပည့်ရာသူတွေကမြောင်များစွာ ဖြစ်တော်လဲပဲအသက်နဲ့ခန္ဓာမကွဲကွဲပဲနဲ့တိုက်ထုံးပဲဆိုလို့ချင်းတော့ပြန်ဟောဒီတိုက်ပွဲကြီးကရ အောင်မြင်နိုင်တယ်တဲ့တပည့်ရာသူတွေကဘလောက်များများမိမိစိတ်ဒီကနည်းနည်းလေးမိမိစိတ်ဒီကနည်းနည်းလေးတပည့်ရာသူတွေကမြောင်များစွာဖြစ်တော်လဲပဲအသက်နဲ့ခန္ဓာမငဲ့ွက်ပဲနဲ့တိုက်ပွဲကိုဝင်မယ်ဆိုရင်အဲ့ဒီတိုက်ပွဲကအောင်မြင်နိုင်တယ်လို့တဲ့ဥမာငွေကြေးမရှိဘူးတဲ့ငွေကြေးကနည်းနည်းလေးပဲရှိတယ်ငွေကြေးမရှိဘူး ဒါပေမဲ့လို့သရာတရားတွေအာကောင်းပဲဆိုလို့ချင်းတော့ပြင်အဲ့ဒီတိုက်ပွဲကအောင်မြင်နိုင်တယ်။ဝိကျေးတွေမရှိရှိနော်။ဝိကျေးမပြည့်စုံတော့လည်းပဲသရာတရားရှိပြီဆိုလို့ချင်းတော့ပြင်အဲ့ဒီတိုက်ပွဲကအောင်မြင်တယ်တဲ့။အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ဝိကျေးတွေဘလောက်ပဲများများနော်။အဲရန်သူနဲ့တိုက်ခိုက်တယ်လို့ပေါ့။တပည့်ရန်သူတွေကဘယ်တော့ပဲများများကိုယ်ကအသက်နဲ့ခန္ဓာစွန့်ပြီးတော့တိုက်ရင်နိုင်တယ်။ တပည့်ရန်သူရန်သူတွေဘလောက်ပဲများများကိုယ့်ဘက်ကစစ်သားတွေဘလောက်ပဲများများဟိုဘက်ကရန်သူကတည်းနဲ့ကိုယ့်ဘက်ကတိုက်ဖို့ခိုက်ဖို့တိုက်ခြင်းခိုက်ခြင်းစိမ့်မရှိဘူးဆိုရင်ရန်ဘွဲကတိုက်ဘွဲကမအောင်မြင်နိုင်ဘူးတဲ့အဲ့လိုပဲဝိကျေးတွေဘလောက်ပဲရှိရှိတရားတရားမရှိရင်မအောင်မြင်နိုင်ဘူးတဲ့အေးနည်းနည်းလေးပဲရှိတယ်မိမိရဲ့ဇီဝဥစ္စာက သို့တော်လည်းပဲ တရာတရားကသိအာကောင်းပြီဆိုလို့ချင်းတော့ဖြင့်ဒီဒါနတိုင်ပွဲက အောင်းမြင်ပါတယ်တဲ့ဒါနဲ့ဆက်စပ်ပြီးတဲ့အခါကျတော့အရာချမ်းတဲ့တတော်ကားကလည်းပဲသာတကတက်ကိုရှိခဲ့တယ်အေကသာတကဘုံနာတဲ့သုရအေကသာတကဘုံနာလင်မယားနှစ်ယောက်ပေါင်းမှသူတို့မှကျုံတယ်လေးတခုပဲရှိတယ်တဲ့နော်လင်မယားနှစ်ယောက်ပေါင်းကဘာပဲရှိလဲ ဆုံးတယ်လေးတခုပဲရှိတယ်တဲ့အဲ့တော့အမျိုးသားပြင်သွားရင်ဒါအမျိုးသမီးကအိမ်မှာပဲနေရတယ်အပြင်သွားလို့မရအောင်ဘော်ဒယ်မရှိလို့အေးအမျိုးသမီးပြင်သွားရင်မျိုးသားကအိမ်မှာနေရတယ်အဲ့ဒီလိုနေတာဖြစ်နေတဲ့ဇနီးမောင်နှံနှစ်ယောက်တနေ့တော့တရားပွဲကြီးကျင်းပါတယ်တဲ့ဘုရားမြတ်စွာဘုရားရှင်ကတော်မြတ်ကြီးတရားဟောမယ် အဲ့တော့မြတ်စွာဘုရားသခင်ကတော်မြတ်ကြီးတရားဟောမဲ့ကြောင့်ကြွေးကြော်တော့လင်မယားတယောက်တရားနာကျင်တာအဲဧကသရကဘုံနာကပြောတယ်မင်းမနေခင် သွားနာမလားညသွားနာမလားဘုံဒီမကြီးပြီတော့ဘုံဒီမကြီးကသူနေသွားနာပါမယ်ဆိုပြီးတော့နေခင်ကိုဘုံဒီမကြီးကဆုံးတယ်လေးယူပြီးသွားပြီးတရားသွားနာညာချမ်းကြတဲ့ခါကျတော့ဘုံနာကြီးအလဲရောက်ဘုံနာကြီးလည်းရောက်တဲ့ခါကျတော့ဘုံညာဘုံနာကြီးကသွားပြီးတော့ တရားသွန်းနာတာပေါ့တရားသွန်းနာတဲ့ခါကျတော့မြတ်စွာဘုရားရဲ့တရားသဘောကျပြီးတဲ့ခါကျတော့သူကလူကျင်တန်းကျင်စိတ်တွေဖြစ်ဒါပေမဲ့လို့သူ့မှာလူစရာတန်းစရာကလည်းမရှိမကြည့်တော့လူမယ်ဆိုလို့ချင်းလည်းပဲဒီအပေါ်ယုံတစ်ပတ်ကလေးပဲရှိတာဒီပေါ်ယုံတစ်ပတ်ကလေးကလည်းနှစ်ယောက်ပိုင်နေတာလေနော်အဲ့တော့တယောက်ဒါလေးလူတိုင်းပဲဆိုရင်သူတို့နှစ်ယောက်အတွက်ခက်ခဲနေဖြစ်သွားမယ်ဒါမှမဟုတ်တစ်ပတ်ကလူမယ်ဆိုတဲ့ လာတရာတရားကဖြစ်လိုက်တစ်ဖက်ကမစ္စရိယကမလူနဲ့မင်းလူနိုင်လို့ရှိရင်မင်းတို့ဒုက္ခရောက်သွားမယ်ဘယ်မှသွားလို့ရမှာမဟုတ်တော့ဘူးအပြင်သွားလို့ရှိရင်အဲဒီချုံတယ်လေးဆိုပြီးတော့ပေါ်အိမ်အပေါ်အိမ်ကြီးလိုဟာမျိုးပေါ့ကလေးမြေမာတော့သူတို့အပေါ်ချုံတယ်ပါမှအပြင်သွားလို့ရအဲ့တော့ မြစ်စရိယကမင်းမလူနဲ့မင်းလူလို့ချင်းမင်းလူဇနီးမောင်နှံဒုက္ခရောက်လိုက်ပဲလို့ပြောတယ်သာရရားကတော့ဖြင့်မင်းမလူလို့မွဲနေတာဒီတကမလူမင်းဘယ်တော့စမ်းတာတော့မလဲလူအဲ့လိုသာရရားကဖြစ်တယ်ဒါပေမဲ့လို့မြစ်စရိယကလည်းပဲမလူနဲ့လူရင်ဖြင့်ဒုက္ခရောက်တော့ပဲလို့ပြောတော့အမလူပြေဘူးဗြဟ္မယံကုန်သွားတယ်မြတ်စွာဘုရားကလည်းပဲဒီ လာပဇိုးတထေရာဖို့တွေမောယုံတထေရာဖို့တွေမြတ်စွာဘုရားကလည်းအာမချောဖို့စက်မိတရားဟောနေတာပုံနာသရာတရားအဲဒုတိယအချိန်မှာတော့တက်လက်လာလူဒန်းပြောက်တယ်ဆိုပြီးတော့ဒုတိယအချိန်မြတ်စွာဘုရားကတရားမသိနေဘူးဆက်ဟောတာတကောင်းညာရောက်လာပြီအဲ့မှာလည်းပဲလူမယ်မလူဘူးဆိုပြီးတော့ဟလာမစ္စရိယတရားနဲ့သရာတရားနဲ့တိုက်ပွဲဝင်နေတာဒီကနေ့လည်းပဲတို့ကမှာပေါင်းတော်ကောင်းနေရဒီကနေ့ငလင်ပေးရှိပေးသည်တဲ့ အဲနိုင်ငံရေးရှင်တွေနဲ့အမတန်ကံကံနေတဲ့ဂျာတွေကနေပြီးတဲ့ခါကျတော့ဒါတရာတဲ့မင်းစရိယာတိုက်ပွဲဝင်ပြီးတဲ့ခါကျတော့မရရအောင်ဒီကနေ့လှူဒန်းကြတာခက်ခဲကြီးဂျာတွေကအဲဒီမှာအခုမုံသားကြီးကလည်းအဲ့မှာတိုက်ပွဲဝင်နေတာညသက်ကောင်းရမှာလည်းပဲအာဒါတရာတရားကလှူလိုက်လှူလိုက်မင်းစရိယာကမလှူနဲ့မလှူနဲ့များများဒုက္ခရောက်မယ်ဒါလေးရှိတာဒါမရှိမလှူနဲ့ရောက်ပြန်သွားလို့မရတော့ဘူး အဲ့ဒါလည်းမြတ်စွာဘုရားရာညေမူညာမှာလည်းပဲမလုံရစ်ဘူးတဲ့မျက်စိရကပဲနိုင်သွားတယ်။ဒါနဲ့မြတ်စွာဘုရားအာမကျော်သိမှုဆက်ပြီးတော့ဟောနေတာဒီမစွန်းတဲ့အလုဒါနမြောက်ဖို့ဘုံသာကြီးကိုကြီးမြောက်လို့ဆက်ပြီးတော့ဟောတဲ့အခါကျတော့မောလင်းကန်ကြီးရောက်တဲ့အခါကျတော့ဟာမပြစ်တော့ဘူးငါမလုံလို့ချင်တော့ပြင်ဒီစင်းရတဲ့ဘောဘယ်တော့မှလွတ်မှာမဟုတ်တော့ဘူးငါ့ကိုလေဒီမြစ်စရိယတရားကကောင်းကျိုးပေးမယ်ကောင်မဟုတ်ဘူး ငါ့ကိုကောင်းကျိုးပေးမှာကတရားတရားကပဲဆိုပြီးတော့တရားတရားဘက်ကိုချင်းချံပြီးတော့ယုံမိတဲ့ခါကျတော့အာဧကသာရကကလှူထားလိုက်တာလှူထားလိုက်တော့မှတရားတရားပြတ်သွားမှဆိုတော့ပြင်းပြချင်းတခါတည်းမြတ်စွာဘုရားကြီးသွားပြီးတော့လှူလှူပြီးတဲ့ခါကျတော့ဇိတံမင်းဇိတံမင်းငါအောင်ကြီးငါအောင်ကြီးလို့ကျွေးကြော်တယ်တဲ့အတန်ကျယ်ကြီးနဲ့တရားနာပိဋကတ်ကြီးအကုန်ကြားတာပေါ့ကြားတော့တရားနာပိဋကတ်တော်မှာလည်းဘုရင်ကြီးကလည်းပါ အဲဘုရင်ကြီးကပါတဲ့အခါကျဟာဒီကောင်အောင်ပြီအောင်ပြီလို့ပြောတယ်သူများလုံကြံပြီးတော့များအာနာများသိမ့်သလားလို့ဘုရင်ကြီးကလည်းရင်းတော့အဲ့လိုထဲလိုက်သေးတယ်နောက်ကျွန်းကြောင်ပြီးကြတော့မဟုတ်ဘူးသူပရမယံဒါဒုတိယယံတတိယယံပေါ့ပရမယံမှာလည်းပဲသူဒီချုံတယ်လေးတည်းလူမှုတရားနဲ့မျက်စိနဲ့တိုက်ပွဲဝင်တာမျက်စိရကပဲနိုင်တယ်ညဉ့်ဦးယံမှာလည်းပဲအဲ့ဒါ အဲဒါနဲ့မြစ္ဆာနဲ့တိုက်ပွဲဝင်တာမြစ္ဆာကပဲနိုင်တယ်။အိုးမိုးတော့ရံရောက်မှအဲ့ဒါဒရာနဲ့မြစ္ဆာနဲ့တိုက်ပွဲဝင်လိုက်တာဒရာရားကနိုင်သွားတယ်။ဒါကြောင့်မလို့သူအသိတံမေဇိတံမေလို့ဟောတာတဲ့။အဲ့ဒီတည်းမှာလည်းဒီကနေ့တော့မပါလာပါဘူး။အကမာကြီးတယောက်ဒေါ်တန်းမြင့်တဲ့ဟိုအိုးဝဲစီဆေးရုံတော်သားလေးကဒေါ်တန်းမြင့်ဆိုတဲ့ဒကမာကြီးက အဲသူလည်းပဲဒီပုံနာနဲ့အလားသလားတူတယ်လို့ပြောမှသူကကျူးကျော်ဘောအဲမဲလည်းမူချောင်းပေးမှနေတာကျူးကျော်မှနေတာဒါမဲ့ဘုံဘုံကတော့လေးသိန်းတန်တင်ကသူကလှူဒန်းတယ်ဝါဆိုတင်ကားဆိုပြီးတော့လေးသိန်းတန်ပေါ့နော်သူ့အနေနဲ့ဆိုရင်တော့ကျူးကျော်တဲလေးမှာဖြစ်သလိုလေးနေပြီးတော့ဖြစ်သလိုစားပြီးတဲ့ခါကျတော့သူကလှူတာဒေါသမြင်တဲ့အဝဲစီစည်းဝင်ရဲ့နောက်ကျော်မဲလည်းမူချောင်းပေးမှနေတယ် ဩဒါနဲ့ဥစဉ်ကသတိကြတော့ဧကခိတိဧကသုလဧကတရကပုံနာတော့ပေါ်လာပြီဘုံဘုံလဲဝိပ္ပယတော်တော်ခက်ခဲခဲခဲဖြစ်တယ်ဒီလောက်အင်းဒီတရားတရားတွေဆွတ်လုံပြီးတော့ဘောနောကိုကတော့ဖြစ်တယ်လို့နေဖြစ်တယ်လို့စားမိတဲ့ခါကျတော့လူရားလာတဲ့တက္ကမကြီးသူလည်းပဲတဒါနဲ့မျက်စိရိယတိုက်ပွဲဝင်တာအင်းတရားတရားကအောင်သွားတယ်ဒီနေ့လည်းပဲတို့တက္ကမပေါင်းတော်ကောင်းနေရတဒါနဲ့မျက်စိရိယနဲ့တိုက်ပွဲဝင်ကြတာ အသာကနိုင်လို့ကြောင်းဆောင်ကြီးတွေ့တယ်ပဲဒါဆရာကြီးဒါတော့ဘောနမီက9သိန်းဟိုမတိတာကျော်က30အဲနောက်ပြီးတော့ဝန်တွင်ကြီးကလက်ဦးရဲ့မြင့်တို့သူတို့ကလည်းပဲတသိန်းစားသဖြင့်ဒါနမေကအကုန်လုံးမှတ်ပြီးတော့မှတ်ပြီးတော့ပြောအဲသူတို့လည်းပဲဒါတိုက်ပွဲဝင်ပြီးတဲ့ကံကျတော့ကဲကဲလေးကြားရကဇိုင်းတော်ဘောနမီဆိုသူလည်းကျမ်းမာရေးမကောင်းလို့အာမလို့ဘူးကောငါဇင်းဝါဒဇာတဲ့ထားလိုက်မယ်ဆိုပစ္စတိယကိုအနိုင်ပေးလိုက်မှာဟော အဲငါသိချင်းဒီပါစေကုကြမရှိရှိဆိုပြီးတော့တိတ်ကိုပိုင်းဖြတ်ပြီးတဲ့ခါကျတော့ဒီကနေ့လူရန်လိုက်တော့ဒါအောင်မြင်သွားတယ်တဲ့နော်အဲ့တော့ဒီကနေ့ဘုရင်ဟောပေါင်းတော်ကောင်းတွေအားလုံးဟာအဲ့ဒါဒါနနဲ့အစ်ပွဲဆိုတဲ့နေရာမှာတရားနဲ့မစ္စည်းရဆိုတဲ့အစ်ပွဲနေရာမှာသနာတရားကတို့တော်မှာနေနေသွားတဲ့ဒီကြောင့်သင်္ကန်းနေစက်ကလူသားမြစ်တယ်ကျောင်းနေစက်ကလူသားမြစ်တယ်လူသားဖြစ်သောအပြင်တို့တော်မှာဘွာတိုင်းဘွာတိုင်းမှာ အဲအလိုမနာဖြင့်လာရုံရည်ကျမကားဖြင့်ဆက်အလားသောမောလာပါရင်းဆိုတဲ့အကျိုးတရားအနာဘုကကျွေးစင်းကဲ့သို့ဝါဝဲဆုံးတဲ့အကျိုးတရားအဲအလိုမနာနုညံ့သိမ့်မွေးတဲ့အသာရည်ကိုပိုင်ဆိုင်ရင်းဆိုတဲ့အကျိုးတရားအလိုမနာနုညံ့သိမ့်မွေးတဲ့ဘိုးဘဲကလေးပါရင်မြောင်များစွာအယောင်မျိုးစုံအစင်းမျိုးစုံကိုဝိဇ္ဇဉာဏ်ရရင်းဆိုတဲ့အကျိုးတရား သူတော်ဘာတွေကနေပြီးတော့ကိုယ်ကိုမြင်လိုက်တာနဲ့ပဲနဲ့ကြီးညိုခြင်းပေါ့နော်တဏှာနဲ့ဖြစ်တဲ့အရှင်မျိုးမဟုတ်ဘဲနဲ့ကြီးညိုခြင်းလေးစားခြင်းဆိုတဲ့အကျိုးတရားနောက်ဆုံးမှာတော့ဖြင့်အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကြီးကမာလဒါဆင်မြန်းပြီးတဲ့ခါကျတော့မာလဒါဒါဆာဆင်မြန်းပြီးတဲ့ခါကျတော့နိဗ္ဗာန်ကိုပြရခြင်းနိဗ္ဗာန်ဆိုတာကတော့အလွန်အေးချမ်းတဲ့ဆင်းရဲတွေမရှိတဲ့အလွန်အေးချမ်းတဲ့သာတိတုကနိဗ္ဗာန်ကိုပြရခြင်းဆိုတဲ့အကျိုးတရား အမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ရင်းကြတော့လည်းပဲအေဟိဘိကုမြတ်စွာဘုရားဒီကရောမြတ်ကြီးကညာလက်ကိုဆန္ဒပြီးတော့ယဟန်လာလို့လို့ပြောလိုက်တာနဲ့တပြိုင်တည်းပဲအဲ့ဒါတကိုးဖြင့်ဖြစ်တဲ့ယဟန်အဖြစ်ကိုရခြင်းဆိုတဲ့အကျိုးတရားရင်ရတယ်တဲ့နိဗ္ဗာန်ကိုမြန်မြန်သွားဖို့မသွားဖို့ကတော့အလူချင်းတွေရဲ့ဆန္ဒပေါ်မှာပဲမူတည်ပါတယ်အလူချင်းတွေကမြန်မြန်သွားခြင်းနဲ့ဆိုရင်လည်းနိဗ္ဗာန်ကိုမြန်မြန်ရောက်ပါတယ် အေးတူချင်းရဲ့ဇာတာဘုံမှာဘုရားအေးဖြည်းဖြည်းသွားခြင်းလည်းဆိုရင်ဖြည်းဖြည်းပဲရောက်ပြီမဟာသီလဘုရားကြီးကရှင်သာရိပုတ္တရာမထေရမြတ်ကိုဖြင့်ကြမ်းလေးတစ်ပိုင်းလူခဲ့ပြီးတဲ့အခါကျတော့အရှင်ဘုရားတို့သိတဲ့တရားတို့တရားမြတ်ကိုတပြီတော်သိကြရစေဘုရားလို့ဆုတောင်းတာဒုတိယဘဝမှာဩသင်္ကန်းတွေကြောင့်များစွာအလူရှင်နေရာလဲပေါ်လိုက်တာ အင်းဂရိဘာအဖို့၂သိန်း၃သိန်း၅သိန်းစားထိုက်တန်တဲ့ဂရိဘာတွေလည်းပဲအလူဝင်မောဂရိဘာရှင်တွေကဆိုင်ရှင်တွေကပွက်ထားတာကိုယ်လည်းမြင်ရောသာအမှန်နဲ့ဖြစ်ပြီးတဲ့ကံကြတော့မလူပဲမလူနိုင်မနေနိုင်ဘူးတဲ့ဝတ်ထားတာထုတ်ပြီးတော့သူကရိုင်ဝတ်ထားတာသူကရိုင်ပဲထုတ်ပြီးတော့လူတယ်တဲ့အဲ့တော့နိဗ္ဗာန်ကိုမြန်မြန်သွားခြင်းလေဆိုရင်တော့မာသီနာဘုံသားကြီးကပြင်ကြံလေးဟာလှူဒါန်းပြီးတဲ့ကံကြတော့နိဗ္ဗာန်ကို ဒုတိယဘဝမှာရောက်ပါတယ်သူ့ကိုအားကြရင်လည်းပဲအဲ့ဒီလိုပဲသံဃာမကြီးကစံသားပြုရမှာဖြစ်ပါတယ်အဲ့ဒီလိုမှမဟုတ်ခဲနဲ့တပည့်တော်တို့ကကျောင်းတကာကြီးအနာတပင်းတို့လိုကျောင်းမကြီးဝိဒါကတို့လိုဒီလိုကသူတို့ကိုအားကြတာဗျာသူတို့နီးလေးနဲ့ပဲတပည့်တော်နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုလည်းပဲဒီကနေ့ဘာသာရယာသင်္ကန်းဆက်ကလူသားနဲ့သူ့သူကောင်းမှုကပံ့ပိုးပေးမှာပါရောက်အောင်ပို့မယ်လို့ညွှန်ကြည့်ပြီးတဲ့ကကြတော့ဒီကနေ့ဒီလိုမှပေါင်းတော်ကောင်းတွေ လူတန်းတဲ့ကုသိုလ်ကောင်းမှုရဲ့အထောက်ပံ့ကြောင့်ဒီနေ့မှာတော့ပြန်လို့အေးချမ်းတဲ့တန်တိတုကနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်တော်ရဲ့တို့ညီညီညာညာသုတောင်းပရဏာပြုလိုက်ကြကုန်ညာတည်း